ရုပ်ပါတီတွေကလည်းခင်ဗျားတို့နိုင်နေမှာတေချာနေပြီလေအဲ့တော့ဘာကြမလို့သူများပါတီရဲ့ဟိုအတွင်းရေးတွေအထိ light night ဒီပါတီဝင်နေချင်းကြမှာဘယ်လိုခေါ်မလဲဆိုတော့ကြောက်တွန်းမို့တို့ဖြုတ်ချဖို့တို့စ조사နေတဲ့ပါတီတွေရှိတယ်နော်အဲ့ဒါကပါတီချင်းချင်းကြားထဲမှာဖြစ်နေတဲ့ပြဿနာအဲနောက်ထပ်ခုကပါလဲဆိုတဲ့ခါကျတော့အဲ့ဒီပါတီတွေထဲမှာပဲဝင်နေသောပါတီဝင်များသည်နော်သတင်းယူနေတဲ့ပါတီတွေအနာပိုင်းတွေလည်းရှိနေတတ်တယ် ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းလီပါဒါကြောင့်ဒီကနေ့နိုဝင်ဘာလ3ရက်နေ့အတွက်တနိဒာမြေပြင် စစ်ရေးသတင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်ကရင်ပြည်နယ်ဘက်ကသတင်းကောင်းလေးနဲ့စမယ်ဆိုရင်ကရင်ပြည်နယ်မြဝတီမြို့နယ်လက်ကီကောမြို့တက်တို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်ကိုပိတ်ဆို့တိုက်ခိုက်လျက်စစ်ရမှာစစ်တပ်ဘက်ကအထိနာသွားပြီးတဲ့နောက်လက်နက်ခဲယမ်းအများပြားတင်စီရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါစက်တင်ဘာလ22ရက်နေ့မှစတင်ပြီးယနေ့အချိန်ထိလေကီကောမြို့တစ်ပတ်သို့အကြမ်းဖက်စစ်တပ်နဲ့ BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းဖြင့်ဝင်ရောက်လာခဲ့ရမှာယသစ်ကူကြော်ဝါဘိုတောင်ဘက်သို့ရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာမိုင်းကွင်းအတွင်းကျုံဝင်သွားပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြားသေဆုံးခဲ့ကရုတ်အောင်များစွာကျန်စီနေကြောင်းသိရပါဗျ မြောက်ဒီမြို့နယ်ရတက်ကူမင်းလက်ပံဖလူကြီးရောင်များဘတ်တို့အင်အားအလုံးကြီးပြည့်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်ကိုတိုက်ခိုက်ချေမှုန်းခဲ့ရမှာစစ်သားအများပြတိုက်ဆုံးခဲ့ပြီးလက်နက်ခဲယံအများပြတင်းစီရမိခဲ့ကြောင်းကျသက်နဲ့စစ်ကြောင်ကထုတ်ပြန်ထားပါတယ်အော်တိုဘာလ31ရက်နေ့ကမြဝတီမြို့နယ်ရတက်ကူကြေးရွာမင်းလက်ပန့်ကြေးရွာနဲ့ဖလူကြေးရွာတွေဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မဟာ22လက်အောက်ခံစစ်ကြောင်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအချင်းချင်းဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ ဒါအဲ့ဒီတက်ခတ်မှုတွေအတွင်းအကြံပတ်စစ်သားအများပြတေဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူများစစ်တုပ်ပန်းများထွက်ပြေးလင်းဝလာသူများရှိခဲ့ကြောင်းနဲ့ဒါအပြင်လက်နက်ခဲအမြောက်အများကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါဗါးဒါအဲ့ဒီတက်ခတ်မှုတွေအတွင်းအကြံပတ်စစ်တပ်ဘက်မှနိပညာမြင့်ဒရုန်းများလက်နက်ကြီးပစ်ကူများတာဝဲပြင်းမစ်ဆိုင်းဒုံးကြီးများအပြင်လေကြောင်းဖြစ်လဲပစ်ကူပေးတက်ခတ်ခဲ့ကြောင်းသိရပါဗါးဒါအဆိုပါတက်ခတ်မှုကိုတော့ KNU KNL ဥဆောင်တဲ့ viewer 30နဲ့စက်တင်နဲ့စစ်ကြောင်း ကော့ဘရာစစ်ကြောင်း၊ဗီနွန်စစ်ကြောင်းနဲ့ Justice ဆိုကြတပ်ဖွဲ့တို့ပါဝင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအကြင်ကြင်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆိုတော့ပထမဆုံးဒါရောကရင်ပြည်နယ်ဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါရောစကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းမုံရမန္တလေးလမ်းပိုင်းမှာမိုင်းဆဖို့ထွက်လာတဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ကထိခိုက်မှုရှိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မနက်9:25မိနစ်ခန့်မှာမုံရမြို့နယ်တော်ဘူးပြစောဒီရွာမှာထွက်လာတဲ့အင်အား15ဦးပါအကြမ်းဖက်ဆက်သားတွေကိုမုံရမန္တလေးလမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကဗဒေတာမိုင်း၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတေဆုံးချင်းစီမစီကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနဲ့ဒါအဲ့ဒီတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ ဒါတဆက်ထဲမှာပဲစကိုင်းတိုင်းကံမလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်10ဦးကိုအမှတ်6.6တင့်ကတက်ရင်တို့ကားဖြစ်ပို့ဆောင်နေစဉ်အဆိုပါလူငယ်10ဦးကပြူစော်တီရင်မောင်းကိုဝိုင်းဝန်းတက်ခတ်တက်ဖြတ်ခဲ့ပြီးထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအော်တိုဘာလ15ရက်နေ့မှာကံဘလူးမြို့နယ်စပယ်နတရွာပြူစော်ဒီစစ်စေးကိမ်းမှာအကြမ်းဖက်စစ်သားတွေကခီးသွန်းလူငယ်10ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒါအဲ့ဒီလိုပေါ်တာဆွဲဖန်းစည်းခံခဲ့ရတဲ့လူငယ်တွေကိုအဒီနေ့ညနေပိုင်းမှာပဲအကြံဘတ်စစ်သားတွေကအမှတ်6.6တင့်ကတက်ရင်တို့ကားဖြစ်ပို့ဆောင်နေစဉ်ပြီးစောဒီရင်မောင်းကိုပေါ်တာဆွဲဖန်းစည်းခံရတဲ့လူငယ်တွေကလန်ခီတနေရအရောက်မှာဝိုင်းဝန်းတတ်ခတ်ခဲ့ပြီးလေပင်ညှစ်သက်လိုက်ကြောင်းသိရပါတယ်။အဲ့ဒီကြောင့်ပြီးစောဒီရင်မောင်းမှာပွဲချင်းပြီးတည်ဆုံခဲ့ပြီးလူငယ်10ဦးစလုံးလွတ်မြောက်လာခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီနောက်လွတ်မြောက်လာခဲ့တဲ့လူငယ်၁၀ဦးကထွက်ပြေးလာစဉ်ကမ်ဘလူးခရဲ့အမှတ်၃ PDF တပ်ရင်မှာရဲဘော်တွေနဲ့တွေ့ဆုံခဲ့ပြီးကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့အဲ့ဒီလူငယ်၁၀ဦးကတန်ဆယ်မြို့နယ်ခင်ဦးမြို့နယ်ကော်လင်းမြို့နယ်ကတာမြို့နယ်နဲ့မြင်းမှုမြို့နယ်များမှလူငယ်တွေဖြစ်ကြပြီး၎င်းတို့အားလုံးကိုကမ်ဘလူးခရဲ့အမှတ်၃ PDF တပ်ရင်မှာတာဝန်ရှိသူတွေကစစ်ဆေးပြီးတဲ့နောက်မိသားစုထံသို့ပြန်လည်အနှံပေးခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါကမ်ဘလူးမြို့နယ်စပယ်နတာယာပူစိုရီစစ်ဆေးရေးဂိတ်က ပြည်သူအယောက်ဆစ်ဆဲခန့်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအမျိုးသမီး2ဦးကိုလည်းမတင်းကျပ်တပ်ဖြတ်ထားတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အဲ့ဒီဂိတ်စခန်းကိုဆောင်စားသွားလာကြပါရန်ကျွန်းလာကံဘလူတက်ကြွနှုတ်ဆာသူများအဖွဲ့ကအတိပေးပြောဆိုထားပါတယ်။ကဲတော့ဆက်ပြီးတော့စကိုင်းတိုင်းချောင်းမြို့နယ်ငလုံးတင်ရမှာရှိတဲ့ညီမ3ဦးနေတဲ့အိမ်ကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြားရောက်ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်2ဦးသေဆုံးခဲ့ပြီး2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့နောက်ထပ်စိတ်မကောင်းစရာသတင်းလေးကလည်း ဒါမနေ့ကနိုဝင်ဘာလ2ရက်နေ့မနက်9:45မိနစ်ခန့်မှာချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှအထိုင်ချထားတဲ့စစ်တပ်ကလက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ရမှာချောင်းဦးမြို့နဲ့ငလုံးတင်ရွာကိုကြားရောက်ခဲ့ခြင်းဖြစ်ကြောင်းချောင်းဦးမြို့တရင်မြစ်ထံကသိရပါဗျ။ဒါ120မမလက်နက်ကြီးလေးလုံးနဲ့ပစ်တာလေးလုံးစလုံးရွာထဲကိုကြားတယ်။နေအိမ်ဘော်ကိုကြားလို့ကျောင်းသူလေး2ဦးတည်သွားပါတယ်။ညီအမ2ယောက်ပေါ်တယောက်က10တန်းတက်နေတာတယောက်က9တန်းအသက်တွေကတယောက်က16နဲ့တယောက်က22နှစ်ရှိပြီဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီတေဆုံးသွားသူနှစ်ဦးရဲ့ညီမဖြစ်သူအသက်73နှစ်အရွယ်ကျောင်းသူလေးမှာတော့အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနေလေးလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗယ်။ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝမေရွာမှာအကြမ်းဖက်စစ်တပ်ကတပ်ဆွဲပြီးစံကဲဒစီလင်းငွေကြက်9000တောင်းခံကငွေကြေးမပေးနိုင်သူများကိုဖမ်းဆီးထားကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါအော်တိုဘာလ31ရက်နေ့မှစတင်ပြီးအကြမ်းဖက်စစ်တပ်ကဝမေရွာထိပ်မှရှိတဲ့ဖုံးကျောင်းမှသာတပ်ဆွဲနေထိုင်ခဲ့ပြီးမြဲ ။နိုဝင်ဘာလ၁ရက်နေ့မှာတော့ဝက်မီရအတွင်းမှာစီးတဲ့စာတင်ကြောင်းကိုပြောင်းဆွေးတက်ဆွဲခဲ့ကြောင်းသိရပါဗယ်။အဲ့ဒီအကြံပတ်စစ်သားတွေကကြေးရွာအတွင်းထိပါဝင်ရောက်တက်ဆွဲလာတဲ့အတွက်ကြောင့်ဝမွေရွာမှာပြည်သူတွေကရွာထဲမှာမနေရဲတော့ပဲစစ်ပေးတင်းဆောင်နေရခြင်းဖြစ်ကြောင်းဒါအပြင်စစ်သားတွေကဝမွေရွာမှာစီးတဲ့ကြေးရွာချင်းဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာလည်းကိစ္စကံဖွင့်လှစ်ခဲ့ပြီးလမ်းသွာလမ်းလာဆံကယ်များကိုဖမ်းဆီးကတအူးလင်းငွေကျပ်9000တောင်းခံနေကြောင်းသိရပါတယ်။ဒါနိုဝင်ဘာလ၁ရက်နေ့မှာလမ်းသွာလမ်းလာဆံကယ်မောင်းနှင်လာတဲ့ပြည်သူများကိုငွေကျပ်9000မပေးပါက ပြန်မလှုပ်ပေးပဲဖန်နာကြောင်းနဲ့အဲ့ဒီဖန်စီခံရတဲ့သူတွေအထဲမှာအမျိုးသမီးများပါပါဝင်နေကြောင်းသိရပါဗါးအဲ့တော့ဒါလေးကတော့ဝက်မေရွာမှာစီးတဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့သတိထားလို့ရအောင်ဒီသတင်းလေးကိုဒါကြောင့်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီ TNL ကဒီမိုးကုံမြို့ကိုဒီအကြံပတ်စစ်တပ်ထံမှပြန်လည်ပြီးတော့ပေးရတော့မယ်ဆိုရင်ဒါကြောင့် PDF တွေအနေနဲ့ဘလို့ခံယူချက်ပြပြင်းထထန်နဲ့ကာကွယ်သွားမလဲဆိုတဲ့ပြောဆိုချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ဆောင်မှုအလေးနဲ့တိုက်ခဲ့ကြတာပေါ့ဘယ်လိုလဲမှန်ပါလေ DNA နဲ့ဥဆောင်မှုနဲ့တိုက်ခဲ့ကြတာပတ်ပါလေ အဲပြီးတော့ကျွန်တော်တို့မြို့ကိုဟိုစစ်ပေါင်းစီလက်ထဲကလေဟိုကျွန်တော်တို့တင်ဆုံနိုင်ရတယ်။တင်ပိုက်နိုင်ရတယ်ပေါ့နော်။တင်ပိုက်နိုင်ရတဲ့နောက်ပိုင်းမှာတော့ဒီမြို့ရဲ့အုပ်ချုပ်ရေး၊ကြီးပွားရေး၊အဲကိစ္စအဝဝအမှန်တော့အကုန်လုံးကိုတော့ဒီအလေးကပဲအဲဒီအလေးပကံလေးပဲပေါ့နော်။အကုန်လုံးကိုဟိုစီပန်ဆောင်ရွက်ခဲ့တာဖြစ်တယ်ပေါ့။အဲပြီးတော့ကျွန်တော်အခုလက်ရှိအဲဒီအလေးနဲ့ဟို စ်ကော်မရှင်နဲ့ပေါ့နော်ကိုကြီးမြောက်ကိုမြင့်တုံးနိုင်ရဲ့ကိုမြင့်ကိုထိတ်ဆုံဆွေးနွေးပွဲအပြီးမှာကတော့အဲကျွန်내အဖွဲ့ကြီးရဲ့အဘောဓာတ်တွေမချက်တွေဘာလို့ကုမတောင်းခံလို့လည်းမရှိဘူးအဲမဟုတ်မျိုးမှရှိတဲ့ဒီသူတွေရဲ့အဲစိတ်ဆန္ဒတွေကိုလည်းဟိုဘာလို့ကုမအလေးထားမျိုးမရှိဘဲနဲ့ဟိုစစ်ကောင်စစ်ကောင်ရှင်ရဲ့လက်ထဲကိုပေါ့နော်ဟို DNLA ကနေပြီးတော့မဟုတ်ဘူးနဲ့မုံမင်းမျိုးကိုပြောလို့ဆိုလို့ရှိရင်တော့ထိုးပေးလိုက်တယ်ပေါ့နော်အဲ ေထမ်းလို့ရှိခဲ့အဲ့ဒီအတွက်အဲဒီမြို့မှာရှိတဲ့ဒေသခံကာဝေးအဖွဲ့ကြီးပေါ့နော်ဒေသခံကာဝေးအဖွဲ့ကြီးကလည်းကျွန်တော်တို့ပူပေါင်းတော့အဲဒီရလေးကစုခါပေးလိုက်ပြင်မယ်လို့ကျွန်တော်တို့မြို့မှာရှိနေတဲ့ဒေသခံကာဝေးအဖွဲ့ကြီးကတော့စစ်ကောင်စီကိုမြို့အတွင်းကိုဝင်မလာနိုင်လို့ရတယ်ကွာအတက်နိုင်ဆုံးစူးစမ်းပြီးကာဝေးသွားကြမယ်ဆိုတဲ့အစီအစဉ်လေးပြောဆိုဆွေးနွေးထားရရှိပါတယ်ဗျဟုတ်ကဲ့ ဲ့ချက်အနေနဲ့ကတော့ဟိုကျွန်တော်တို့မိုးကုန်းမြို့ကိုပြန်လဲပြီးတော့ဟိုစစ်ကောင်စီလက်ထက်ကိုပြန်လဲထိုးအပ်လိုက် TNLA အဲ့ဒီဟို TNLA လူမျိုးပေါ့နော်ကျွန်တော်တို့ကပါလဲဆိုလို့ရှိရင်အဲ့ဒီဝေဖီအားကိုဂိမ်းဆိုင်နေရမယ်အဲ့ဒီဝေဖီအားကိုဟိုအတိမတ်ပြုရမယ်အဖွဲ့အစည်းမျိုးမိုးကုန်းမြို့ကဟိုမရှိဘူးပေါ့နော်ဒီကကကဝေအဖွဲ့တွေပေါ့ဟို PDF တွေအားလုံးရောတရုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဖီအားကိုဂိမ်းဆိုင်ရမယ်အဖွဲ့အစည်းမျိုးတွေ ီးယားအဆက်ကတော့ဟိုနမနေအဆက်ကတော့ပါလေလို့ရှိရင်ဒီမြို့ရဲ့မြို့သူမြို့သားတွေရဲ့ဟိုစိတ်ဆန္ဒနဲ့ဒီမြို့သူမြို့သားတွေရဲ့လုံခြုံရေးနဲ့ဒီမြို့သူမြို့သားတွေရဲ့ဟိုချားရောက်လာမဲ့ဘေးအန္တရာယ်ကိုကာကွယ်မဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေပဲရှိပါလေဟိုနိုင်ငံရေးအရာရောနောက်ပြီးကျတော့ကျွန်တော်တို့စီးပွားရေးအရာရောတရုတ်ရဲ့ဟိုလွန်မုံမှုကိုဟိုတဲ့ရောက်ခံမဲ့ပဲစီးလို့တော့မဟုတ်ဘူးမရှိတဲ့ဒေသခံကာကွယ်ရေးအဖွဲ့ရဲ့ရှိမှာဟုတ်ကဲ့ပါ He do, but You camisa, 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 အဲကျွန်တော်တို့အနေနဲ့ဒီမြို့ကမြို့ကိုဒီအလေးကစိတ်ပေါ်မရှင်လာတဲ့တည်းလေဒီအလိုက်ရဲ့အပေါ်မှာကျွန်တော်တို့ကတော့ကာကွယ်မယ်ဆိုပြီးတင်ရတဲ့ဒီထုတ်ပြန်လာတာတွေ့တယ်။အဲအဲ့ဒီနေရာမှာကျွန်တော်တို့ကာကွယ်နိုင်မှာဆိုတော့မြေကောင်ကတော့ဟိုကျွန်တော်တို့အနေနဲ့ကတော့ဟိုခုချိန်ကြီးပေါ့နော်ရှင်ကြီးချက်ကုန်းနဲ့တော့ကျွန်တော်ပြည်သူတည်အလုံးပါဝင်လာတဲ့အနေထားလေးပေါ်မူတည်ပြီးကျွန်တော်တို့ကတော့ပြည်သူလူထုရဲ့ဟိုယုံကြည်အားကိုးမှု လူကြီးရဲ့ဘဝနဲ့စိတ်ပါဝင်စားစွာနဲ့ကျွန်တော်တို့ကိုဝန်ကြီးထောက်ပံ့ပေးမှုတွေဆက်စပ်မပြတ်ရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကတော့ဒီမိုးကုံမျိုးကိုဟိုကာကွယ်နိုင်လိမ့်မယ်လို့ဟိုမိုးကုံမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လဲတောက်ရှိမတော့ကာကွယ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ကတော့ဟိုကြုံရှိမှုအပြည့်ရှိနေပါလေကြာ။အဲကျွန်တော်အနေနဲ့အဓိကပြောချင်တာကတော့ဘောနော်အာဒီမိုးကုံမျိုးခုခံကာကွယ်နိုင်ခိုင်ကြမယ်အဲဒီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်တပ်မတော်တွေ PDF တွေပါကပါတီကိုဘောနော်အဲဒီချက်ဟိုဘယ်လိုပြောရလဲဆိုရင်ကျွန်တော်တို့အဖက်ဖက်ကနေဝိုင်းဝန်းကူညီအဲထောက်ပံ့ပေးနိုင်ကြဖို့ထောက်ပံ့ပေးနိုင်ကြဖို့ဆိုတော့ကျွန်တော်တို့တရားဒါပြောရမယ်ဆိုလို့ရှိရင်အလုခံတာမျိုးမဟုတ်ပါဘူးအဲကျွန်တော်တို့ပြောချင်တာကဟိုလက်လက်တော်၎င်းဟိုအင်အားတော်၎င်းကူညီထောက်ပံ့ပေးနိုင်တော့အဖွဲ့အစည်းများ အဲကျွန်တော်တို့ဟိုညီကိုကာဝေးတမတော်တွေတခြားနေရာဒေသတွေကတော်လိုင်းကြီးအဖွဲတွေအဖွဲစည်းတွေအကုန်လုံးကိုလည်းကျွန်တော်တို့ဒီကနေပဲဟိုကျွန်တော်တို့အတူတူပူးပေါင်းပြီးတော့ကာဝေးခြင်းနဲ့ဟိုစိတ်ဆန္ဒရှိတဲ့ဟိုအဖွဲစည်းတွေအားလုံးကိုလည်းပြေကောပါတယ်ကျွန်တော်တို့ကလည်းအဲ့လိုအဲ့အတွက်လည်းတို့ချိန်ဆက်ပြီးတော့ဆက်သွယ်ပြီးတော့အဲကျွန်တော်တို့စီကိုပူးပေါင်း ပါဝင်မဲ့အဖွဲ့တွေလည်းရှိနေပါတယ်ပေါ့နော်ဆက်လက်ပြီးတော့လည်းပူးပေါင်းပါဝင်ပေးချဖို့အတွက်လည်းပေါ့နော်လက်လက်ခဲရန်ကိုညီထောက်ပံ့မှုတွေအဲကျွန်တော်တို့စီကိုအများကြီးရောက်ရှိနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့အဲဆန္ဒရှိပါတယ်ပေါ့နော်အားလေးတွေလည်းကိုညီပေးနိုင်ကြများကိုညီပေးချပါအောင်လို့ကျွန်တော်ဒီကနေ့ကိုကျွန်တော်တို့အနေနဲ့ကိုဟိုတောင်းဆိုချင်ပါတယ်အဲတော့ဒီလို logo logo ဒီကုန်စင်လက်ထဲကိုဟိုကျွန်တော်တို့အတက်နဲ့ခန်းလာရှိနေသေးတယ်။ဟိုအတက်နဲ့ကိုခုခံကာဝဲတော့ပါမယ်လို့ဒါကျွန်တော်တို့ကြည့်သူကိုကျွန်တော်မဟုတ်မျိုးမျိုးမျိုးမရှိတဲ့ဒီသူတွေကိုကျွန်တော်တို့အတီးပေးလို့ပါအဲ့လိုကဲတော့เนาะဒါကြောင့်ရဲဘော်တွေရဲ့စိတ်ဓာတ်ကိုတော့ဒါကြောင့်တကယ်ကိုလေးစားပါတယ်ဒီအတန်းနဲ့ခန္ဓာစိနေသွေးတဲ့ဒီမုကုံမျိုးကိုကာကွယ်သွားမယ်ဆိုတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒါကြောင့်ရဲဘော်တွေရဲ့လိုအပ်ချက်လေးတွေကိုတန်နိုင်တန်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပြီးတော့အားဖြည့်ပေးကြပါလို့ဒါကြောင့်တိုက်တွန်းပါတယ် ဲတော့ဒီနောက်မှာလည်းဒီမိုးကုံမျိုးနဲ့ပတ်သက်ပြီးဦးတန်းစိုးနိုင်ရဲ့တုံသက်ပြောဆိုချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာတကယ်လို့မိုးကုံမိုးမိတ်ကိုကျွန်တော်တို့စစ်ကောင်စီကလိုလိုလားတဲ့အတိုင်း DNL ကလွှဲပစ်လိုက်တာမျိုးဟာတကယ်ကြတော့သူစစ်ရှုံးတယ်လို့မခုကမကာကွယ်နိုင်လို့နောက်ပြီးတော့သူ့ကိုညီကိုတိုင်းရင်းသားအင်အားစုတွေဘယ်ဖွဲ့ကမှမကူညီဘဲနဲ့ လက်ပိုက်ကြည့်နေလို့ဆုံးရှုံးရတယ်ဆိုရဲစိတ်နဲ့ DNL ကအဲ့ဒီခင်းချင်းဖန်တီးလိုက်တာဒါပေမဲ့အဲ့ဒီခင်းချင်းကိုကျွန်တော်တို့ကမကာကွယ်ဘူးဆိုလို့ရှိရင်မန်း PDF နေနဲ့မန်းဒေတာကနေပြီးတော့ကျွန်တော်တို့ဆုတ်ခွာပေးရတယ်ဒီကောင်စီကိုကျွန်တော်တို့မိုးမုံမိတ်ပေးလိုက်ပြီဆိုလို့ရှိရင်မန်းလေးမြို့မြောက်ဘက်မှာရှိနေနယ်မြေတွေပေါ့ဗျာတပိချင်းတို့เนาะစတဲ့အဲ့ဒီနယ်မြေတွေအလုံးဟာ စစ်ကောင်စီရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိသွားတော့အဲ့ဒါဆိုရင်မန္တလေးတိုင်းရင်းမှာလုပ်နေတဲ့စစ်စင်ကြီးတွေကဘယ်ရောက်သွားတော့လဲဆိုရင်သခိုင်းမကွေးဘက်ကိုဆက်ပြီးတော့တိုက်ခိုက်တော့ပြောချင်တာကတော့အခုအချိန်ကြီးဟာစစ်ရေးအရပြောရင်ခုနကလို50 50အချိန်ကြီးရှိနေပါသေးတယ်ဒါပေမဲ့မိုးကုတ်မိုးမိတ်ကိုကျွန်တော်တို့ကချက်ပြီးတော့ကာကွယ်မှုမပြုတ်နိုင်ဘူးဆိုလို့ရှိရင် နွေဦးတော်လှန်ရေးရဲ့အသေးနှလုံးဖြစ်တဲ့အညာဒေသတစ်ခုလုံးစစ်တပ်ကဆက်လက်ပြီးလွန်မိုးကြီးစိုးတော်မယ်အလားလားရှိနေပါတယ်။ဒါကြောင့်မိုးကုတ်မိုးမိတ်ကာကွယ်ရေးဆိုတာဒေသတစ်ခုကိုခုခံကာကွယ်ရေးကိစ္စတက်တဲ့မဟုတ်ပါဘူး။နွေဦးတော်လှန်ရေးအဆုံးဖြတ်ပေးမယ်ကိစ္စဖြစ်ပါတယ်။အရေးကြီးတာကအညာဒေသတပေါင်းစုတက်ပေါ်ပေါ်ရေးတွေခွန်လန်းတက်ဖြစ်တယ်ဆိုတာမြင်ဖို့တော့ကောင်းပါ ဒါကြောင့်ကျွန်တော်တို့အခုချိန်မှာမုတ်ကုတ်မိုးမိတ်ဒေသမကြည်ရတွေ့ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင်မန်လီ PDF တီကိုကျွန်တော်တို့အညာ PDF တီအားလုံးပါဝင်ပြီးတော့ကိုညီတိုက်ခိုက်သွားဖို့ရောတွေ့လက်နက်ခဲရန်ရရှင်ပြိုင်မှုမှာဟိုအခက်ခဲရှိနိုင်လားပေါ့အဲအဲ့ဒီပုံမေးတာပါအော်အဲ့ဒီကနေပတ်သက်လို့ကတော့ကျွန်တော်တင်တာအေးအေးမှအဝေးပြက်မြောက်တယ်မရှိပါဘူ ကြည်စံလည်းမရှိပါဘူးအဲ့ဒါဒီဘယ်ရရခြေမုန်းရင်တိုက်ပွဲရရအဲ့တော့ကျွန်တော်တို့အနေနဲ့မျောလင်းဆရာရှိတယ်စီရရအနိုင်တိုက်နိုင်နေဆိုတဲ့ပိုင်းဖြတ်ချက်မြင်မာတဲ့စိတ်ဓာတ်စစ်ကောင်စီတပ်ကိုကျွန်တော်တို့ခြေမုန်းရင်တိုက်ပွဲတွေဆင်မို့ဟာကျွန်တော်တို့ရဲ့အဓိကစစ်လက်နဲ့ခြေတော်မြစ်ဖြစ်ဒါဟာ2029တောက်ချမှုကလေနမူနာပြ အခုအေကပြန်တိုက်နေတယ်သင်္ဘောတွေကိုပြင့်နေတယ်အမြောက်တွေဟောဟောဝေစာတွေအမြောက်တွေအားလုံးကချိန်မုန်းလို့ရတယ်ချိန်မုန်းနိုင်တဲ့စိတ်ဓာတ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရှိပါတယ်ဒါကြောင့်မို့ဒီနေ့ကာလသူမသားကိုမသားအချိန်တွေမှာကျွန်တော်တို့ကစိတ်ဓာတ်ရရရနော်မြင်မှားတဲ့တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ညီညွတ်တဲ့ပေါင်းစုမှုကကျွန်တော်တို့အောင်ပွဲတွေကိုဆက်ရယူနေနေတာရှိ အဲ့လိုမှမဟုတ်လို့ရှင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ကျွန်တော်တို့စစ်ကောင်စီတပ်တွေခြေပုံးခါမယ်ကန်ကြမ်းနဲ့ရင်ဆိုင်ရမယ်အနေထားရှိပါထို့သဖြင့်အညာမြေမှာရှိနေတဲ့မြန်မာလက်နက်ကိုင်အင်အားစုတွေအလုံးအဲ့ဒီအတွက်စဉ်းစားပြင်ဆင်ကြဖို့လူရဲချင်းရောက်နေပြီလို့ကျွန်တော်တို့အဲ့တော့ဒါဦးတန်းစိုးနိုင်ရဲ့တုံးသက်ချက်လေးတွေကလည်းတကယ်ကိုကောင်းပါတယ် နော်ဒါအဓိကတော့ဒီတပ်ပေါင်းစုတွေအများဆုံးဖွဲ့နိုင်ဖို့ပဲအဓိကပြောသွားတာဆိုတော့ဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ကလည်းအများဆုံးစုဖွဲ့မှုတွေလုပ်ပြီးတပ်ပေါင်းစုဖွဲ့နိုင်ဖို့ကိုပဲဒါကြောင့်ညှော်လင်းပါတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုမမောင်ကလည်းဘလို့အမှန်တရားရေထုတ်ပြောလာအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာနောက်ဆုံးတော့ကြန့်ခိုင်ရေးပဲနိုင်သွားမယ်လို့ပြောကြည့်ပါဗျာอืมမှန်တယ်အဲ့တော့ကျွန်တော်တို့ကလည်းသတင်းတွေကတော့ကြားသိထားတာပါဗျာနော်အဲ့တော့ကြန့်ခိုင်ရေးအနေနဲ့အခုမြန်မာနိုင်ငံအခုလက်ရှိရွေးကောက်ပွဲက အာခင်ဗျားတို့တရားရာဂိုင်းလုံးညတ်တယ်လို့တော့ကျွန်တော်တို့ပြောလို့တော့မရဘူးဗောဒါဘာပဲဖြစ်တော့ဒီလိုအခက်ခဲတွေအကြက်တဲတွေကြားတဲ့ကနေပြီးတော့အကျင်းပါတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့နားလည်မှုထားပေးရမလို့တော့ဖြစ်နေပါတယ်နော်။ဘာကြောင့်လဲဆိုတော့အခုနိုင်ငံရေးသမားတွေအချင်းချင်းကြားထဲမှာလည်းတယောက်ကိုတယောက်ချောင်းနေရရှိတယ်။ပါတီတွေအချင်းချင်းထဲမှာလည်းတယောက်ကိုတယောက်ချောင်းနေရရှိတယ်။တစ်ဖွဲ့တည်းကိုတစ်ဖွဲ့ဥမာဖြစ်ပြ ဒါပါတီတစ်ခုကပါတီဝင်ကတခြားပါတီဝင်ကလည်းပါတီဝင်ထားတရောင်ရောင်သိမလားအုပ်စုတွေအแทးတိကိုပြန်ဖို့လေတတိယအချက်လက်တွေကိုနိုင်ပြီးတော့တယောက်ကိုတယောက်ဘလို့တွန်းချမယ်မြန်မာနိုင်ငံကြီးတော်တော်ကောက်ချက်ပါလေဗျာနော်တော်တော်ကောက်ချက်ပါလေဟုတ်တယ်ဒီပါတီတွေကလည်းတယောက်ကိုနိုင်နေမှာတေချာနေပြီလေအော်ဘာကြောင့်မို့လို့သူများပါတီရဲ့ဟိုအတွင်းရေးတွေအထိလိုင်းနိုင် နိုင်ပြီးတော့ဒီလိုဒီပါတီဝင်နေချင်းညမှာဘယ်လိုခေါင်းလဲဆိုတော့ကြောက်တွန်းမို့တို့ဖြုတ်ချဖို့လို့စူးစမ်းနေတဲ့ပါတီတွေရှိတယ် နော်အဲ့ဒါကပါတီချင်းချင်းကြားထဲမှာဖြစ်နေတဲ့ပြဿနာအဲနောက်ထပ်ခုကပါလဲဆိုတဲ့ခါကျတော့အဲ့ဒီပါတီတွေထဲမှာပဲဝင်နေသောပါတီဝင်များသည်နော်ဘယ်လိုခေါ်မလဲကျွန်တော်တို့တရင်ယူနေတဲ့ပါတီတွေအနာဘိုင်းတွေလည်းရှိနေတတ်တယ်နော်အဲ့လိုမျိုးတွေဖြစ်နေတာအခုမြန်မာနိုင်ငံလက်ရှိဒီပါတီတွေကြားထဲမှာဖြစ်နေတာပေါ့ဗျာနော်ဥပမာပြချက် ချခံရတဲ့ဒေါက်စန္နာမင်းတို့ရဲ့ဒီအန်ဒီရဲ့ပါတီဆိုလို့ရှိရင်လည်းသူတို့ပါတီဝင်ရဲ့7000ကျော်9000မပြည့်ဘူးဆိုတာကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်ရဲ့သိရှိမှုကျွန်တော်ရဲ့ဒါတုံးသက်ချက်ရဆိုလို့ရှိရင်9000မပြည့်ဘူးဆိုမဖြစ်နိုင်ဘူးပို့စပစအန်ဒီအက်ကဆက်လက်လွှတ်ထားလို့ရှိရင်ပြည်ခိုင်ဖြိုးထက်နှီးပါကိုပခုံးချင်းရှင်လာနိုင်မှာဖြစ်တယ်နော်။ဘာကြောင့်လဲဆိုတော့ ကုံလုံးက NDF ကိုအလုံးဝိုင်းပုံပြီးတော့ပြည်သူဘက်ကရက်တီမယ်ပေါ့ဗျာနော်ဆိုတော့ခံယူချက်နဲ့ဒီ NDF တို့ဘာလို့ဘက်ကိုဝင်သွားတာရှိရှေ့အဲ့တော့အင်အားတအားအောင်ကြီးတက်လာတယ်အင်အားတအားကြီးတက်လာတဲ့ခါကျတော့အခုလက်ရှိပထမအဦးဆုံးရွေးကောက်ပွဲကအဲရွေးကောက်ပွဲကဒီလိုမျိုးပေါ့အဲတယောက်ကိုတယောက်ခြေထိုးခံမှုတွေတယောက်ကိုတယောက်စုံစမ်းစစ်ဆေးနေမှုတွေတယောက်ကိုတယောက်တွင်းတွင်းထဲမှာပတ်လဲရိုက်နေမှုတွေဘောင်းစုံနဲ့တပုတ်ဦးလိုလဲနေတဲ့ရွေးကောက်ပွဲမျိုး ပုံစံမျိုးမှာကျွန်တော်တို့တွေ့နေရပါတယ်ခင်ဗျာနော်အဲ့တော့ဟိုဟိုဘက်ပါတီမှာဘသူကဘာလဲဘသူကဘာလဲဆိုတာကိုအချက်လက်တွေလိုက်နိုင်နေတဲ့ဒီလိုမျိုးနိုင်နိုင်ပြီးတော့ရှာတယ်ရှာပြီးတဲ့ခါမှာဒီကိုယ်စလဲလောင်းကိုရေချင်းမပြည့်အောင်လုပ်တယ်လုပ်ပြီးတော့ပြည့်မလားကျွန်တော်တို့ဒါကြီးရောက်မပြည့်မိပါဘူးဆိုတဲ့ပုံစံမျိုးတွေနိုင်ငံရေးခြေထိုးခံမှုတွေပေါ့အဲနိုင်ငံရေးလောက်ကြံတက်ဖြတ်မှုတွေအများကြီးအများကြီးရှိနေတယ် ကဲတော့ဒါတို့ဒီအကြံပတ်စစ်တပ်နဲ့ဒီကြံဖွဲ့တွေရဲ့လုံရက်ကတော့နော်ဒါဘလောက်ထိအောင်ဇယိုက်ဆန်လဲဆိုရင်ဒါကိုမောင်မောင်ပြောပြသွားတာကိုအားလုံးလဲကြားကြအောင်ပေါ့နော်အဲတော့ဒီအချောင်းနေအချောင်းစားနိုင်ငံရေးစာဖားပါတီတွေကိုဒါတို့ဒီအကြံပတ်စစ်တပ်နဲ့ကြံဖွဲ့တွေပေါင်းပြီးအခုလိုဖျောက်ထုတ်တာတွေနော်ပါတီပယ်ဖျက်တာတွေလောက်တာကတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ဝန်နေစရာတော့ဒဇမ်မမရှိပါဘူး။ဒါမဲ့လည်းတို့ဒီနိုင်ငံရေးစာဖားတွေအနေနဲ့သင်ကန်းစာတော့ကောက်ကောင်ရသွားလိုက်မယ်လို့ဒါကြောင့်အနေနဲ့မျှော်လင့်ပါတယ်။အဲတော့အမှန်တရားတွေပြောပေးတဲ့ကိုမောင်မောင်လည်းတကယ်ကိုလေးစားပါတယ်နော်။ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲ။ အားပေးကြတဲ့ကျွန်တော်ညီကိုမတော်မတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါရစေ။မနေ့ပြန်ကြပါမယ်။သတင်းကောင်းလေးနဲ့ပြန်တက်လာခဲ့ပါဦးမယ်။အားလုံးပဲကျန်းမာပေးကင်းကြပါစေ။ညာ။